ကျိုင်းတော်မျိုးနယ်တွင်မဲယုံမှုဒုတိယမဲယုံမှုရက်ကွက်ချွေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများတင်းနှံဖွင့်မွေးကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင်။ ရှမ်းပြည်နယ်ရှိပိုင်းချိုင်းတုံမြို့၌မေယုံမှုဒုတိယမေယုံမှုနှင့်ရက်ကွက်ကြီးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများတင်နန်းဖွဲ့မွဲကိုနိုဝင်ဘာလ18ရက်နေ့နနက်10:00နာရီကမြို့တော်ခမ်းမ၌ကျင်းပပြုလုပ်ရာပြည်ထောင်စုရေကောက်ပွဲကော်မရှင်အဖွဲ့ဝင်ရှမ်းပြည်နယ်ရှိပိုင်းတာဝန်ခံဦးမျိုးမောင် ဖရီကန်ဒေတာအတိုင်းစစ်ဌာနချုပ်တိုင်းမူဘိုးချုပ်စိုးလိုင်းနဲ့အဖွဲ့ဝင်များပြည်내ဆိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲရှမ်းအရှိအဖွဲ့ဝင်များစိုင်းတုံခရိုင်မြို့နယ်စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးကော်မတီမှဥက္ကဋ္ဌနဲ့အဖွဲ့ဝင်များပြည်내ခွဲခရိုင်နဲ့ ြို့နယ်စင်ဌာနဆိုင်ရာအကြီးအကဲများရှမ်းပြည်နယ်ရှိပိုင်းရေကော့ပွဲကော်မရှင်အဖွဲ့ခွဲမှအဖွဲ့ဝင်များဂျိုင်းတုံခရိုင်မြို့နယ်ရေကော့ပွဲကော်မရှင်အဖွဲ့ခွဲများမှဥက္ကဋ္ဌနှင့်အတွင်ရင်မှုများတင်နန်းသားတင်နန်းသူများကတက်ရောက်ခဲ့ကြပါသည် တနန်းဖွဲ့မှတွင်ပြည်ထောင်စုရေကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးမျိုးမောင်က2025ခုနှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရေကောက်ပွဲအားအပိုင်းလိုက်ခွဲပြီးဆောင်ရွက်မည်အခြေအနေပထမအကြိမ်မဲဆန္ဒရှင်စရင်ကတ်ထားခြင်းညာပြည်စီမှုအခြေအနေမဲယုံမှုဒုတိယမဲယုံမှုများတီရှိလိုင်းနာဆောင်ရွက်ရမည်လုပ်ငန်းလမ်းညွှန်များတာဝန်နှင့်လုပ်ပိုင်ခွင့်များရက်ွက်ကြေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများအနေဖြင့်တီရှိလိုင်း ိုင်နာဆောင်ရွက်ရမည့်လုပ်ငန်းလမ်းညွှန်များ မြန်မာအလက်ထရောနစ်မဲပေးဆက် MEVM အသုံးပြုခြင်းဆိုင်ရာ လုပ်ငန်းများနဲ့လုပ်ငန်းလန်းစင်အချင်းချုပ်များရွေးကောက်ပွဲရမတိုင်းခင်မဲယုံနိုင်ဆောင်ရွက်ရန်နဲ့ရွေးကောက်ပွဲရတွင် ဆောင်ရွက်ရန်အချက်များအရေးပေါ်ကိစ္စရပ်များဖြစ်ပေါ်လာပါက ဆောင်ရွက်ရန်အချက်များစသည်တို့ကိုကြွမ်းကျင်စွာ နားလည်သိရှိသွားရမည်ဖြစ်ကြောင်းနဲ့ရွေးကောက်ပွဲအားအောင်မြင်စွာ ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ပါကြောင်းအမှားစကားပြောကြ ခဲ့ပါတယ်။အဆိုပါတင်တန်းတို့ချိုင်းတုံမြို့နယ်မှာတင်တန်းသားတင်တန်းသူ82ဦးတက်ရောက်ပြီးနိုဝင်ဘာလ18ရက်နေ့မှာ18ရက်နေ့အထိဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရှိရပါတယ်ရှင်။